မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်တို့ရဲ့ဘာမီရီကတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်လန်လန်အစမှာပဲအမျိုးသမီးတယောက်ကိုဖမ်းဆီးထားကရိုင်းနှံပြစ်ဒဏ်ပေးနေပြီးတစ်တုံးပေါ်ကိုတင်ထားပါတယ်သူမရဲ့သွေးစင်းရှင်ရှင်ထွက်နေတဲ့အနာရီပေါ်ကိုလည်းတာမယာရီနဲ့ပါဖျန်းချတဲ့အတွက်နာကျင်လို့လို့အော်ဟစ်ပါတော့တယ်သူမကမော်နဲ့အောင်လန်းအတက်ကိုလူတွေပေါ်မှာအသုံးပြုခဲ့လို့ပါပဲမင်းရဲ့အဖြစ်တွေကများလွန်းလို့မင်းရဲ့သားကောင်ဖြစ်ခဲ့တဲ့လူတွေအတွက်လို့ဆိုတာ ဘရင်စစ်သူကြီးကတည်တံပေးတယ်လို့အမိန့်ချလိုက်ပါတယ်။ဒီအချိန်မှာအမျိုးသမီးကလည်းငါ့ကိုလှုပ်ပေးကြပါ။ငါကလူတွေကိုကူညီပေးတာလို့တောင်းပန်နေရှာပါတယ်။ရွာသားတွေကလည်းသူ့ကိုကြောက်ခဲနဲ့ပစ်ပြီးရုံမာတဲ့ဆုံးမကြီးလို့ဝိုင်းပြောနေကြတာ။အမျိုးသမီးကလည်းမင်းတို့ဆင်းရဲဒုက္ခတွေကြုံလာရင်ငါ့ကိုရှာကြလိမ့်မယ်။ရွာသားတွေဘက်ကိုလှည့်ပြီးပြောနေတာ။ဆင်းရဲငမို့တဲ့လူတွေကိုချမ်းသာအောင်ငါဖန်တီးပေးခဲ့တယ်။မင်းကလေးမရနိုင်ရင်ငါကကလေးရအောင်ပြုလုပ်ပေးခဲ့တယ်။အဲ့ဒါတွေကိုငါအားလုံးလုပ်ပေးခဲ့တာလို့ပြောနေပြီး ဒီချိန်မှာပဲဘေးကဘယင်က မင်းကဖျားမဟုတ်ဘူးမင်းတေဖို့အသင့်ပြင်ထားတော့တေးရမယ့်အချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်အမျိုးသမီးကလည်းငါ့ကိုလှုပ်ပေးကြပါဒါမှမဟုတ်ရင်မင်းတို့ဘဝတွေကိုငါနဲ့အတူယူဆောင်သွားရလိမ့်မယ်တော်ရင်တလိပ်ဆန်တွေလို့လို့ပြောနေလို့သူ့ရဲ့ခေါင်းကိုဖြတ်လို့အမိန်ပေးလိုက်ပါတယ်ဒီတော့အာနာဘဂဝတာကလည်းဒါနဲ့လေပင်ကိုပိုင်းချလိုက်ကတော်ဝနင်းသွားပြီးရွာသားတွေလည်းကြောက်လန့်ပြီးကြည်နေရကနေထွက်ပြေးကြပါတယ်ဒါကိုထပ်ဖိချလိုက်တော့မှပြက်ကြသွားကခေါင်းကြီးကလိန်သွားပြီး မျက်လုံးကလည်းကလဲကလဲဖြစ်နေပါတော့တယ်။အဲ့ဒီနောက်မှာတော့အယ်လင်းကတယောက်တည်းအင်ကိုပြန်လာနေကလမ်းကြားတစ်ခုတည်းကိုရောက်မှာပဲလူနှစ်ယောက်ကသူ့ကိုအရှိန်းနောက်ပိတ်ထားကကျွန်တော်နဲ့ကမ်းပြီးသူ့အဖေရဲ့အကြွေးတွေကိုပေးဖို့တောင်းနေပါတယ်။မင်းဒီညပေးရမယ်မဟုတ်ရင်မင်းရဲ့မောင်လေးကပေးရမယ်လို့ဆိုကပြောနေတော့ငါတို့ကိုအချိန်ပေးပါစာချုပ်အရအချိန်ကြံသေးတယ်လို့ပြောပေမဲ့တတိပြည်သူကစိတ်ပြောင်းသွားပြီလို့ဆိုကခြေထောက်နဲ့တန်းနှင်းထားပါတယ်။ဒီတော့အယ်လင်းကဘေးကပလင်းကိုရုတ်တရက်ရိုက်ခွဲပြီးအကျွေးတောင်းတဲ့လူရဲ့လက်ဘင်းကိုထောက်ထားလိုက်တာ ၃ရက်အချိန်ပေး၃ရက်နေရင်ဆက်မယ်လို့ပြောလိုက်ပါတယ်အကြွေးသမားကလည်းငါကကြောက်ရမှာလားလို့ဆိုကလက်ကိုတွန်းဖယ်လိုက်တော့သူ့ရဲ့လေပင်းကိုပလင်းခွက်ရှာသွားပါတယ်မင်းကို၃ရက်အချိန်ပေးမယ်၃ရက်နေလို့မှမပေးရင်မင်းတည်မယ်လို့ဆိုကအမြန်ထွက်သွားကြပါတယ်အဲလင်းလည်းအိမ်ကိုပြန်ရောက်လာတဲ့အခါမှာတီကားအတက်မှာပဲဖဲကစားနေကြတဲ့လူတွေရန်ဖြစ်စကားများနေကြပြီသူမကတော့အသာလေးတက်လာခဲ့ကတိုက်ခန်းတစ်ခုကိုရောက်တဲ့အခါမှာသူ့ရဲ့မောင်လေးဘာကတ်ကဘယ်မှာလဲလို့တမ်းမိလိုက်တော့ ဂန်ကမောင်ဖြစ်သူကိုစောင့်ရှောက်ပေးထားတာဖြစ်ပြီးမင်းဘာဖြစ်လာတာလဲလို့မေးတော့ငါအဆင်ပြေပါတယ်လို့ဆိုကဘာကလေးကိုခေါ်ပြီးပြန်လာခဲ့လိုက်ပါတယ်သူရောက်တာနဲ့သူမဝယ်လာတဲ့စားစရာကိုကြွေးတော့ကလေးကလည်းမစားရသေးလို့ငန်းမရစားတော့ကိုထိုင်ကြည့်ရင်သူမကတော့မစားဘဲနေခဲ့ပါတယ်အဲလင်းတို့ကမိဘတွေစုံပါသွားပြီးမောင်နှမနှစ်ယောက်ပဲရှိကြကအဲလင်းကမောင်ဖြစ်သူဘာကတ်ကိုအရန်ချစ်ပြီးဂယူးဆိုင်ပေးပါတယ်သူတို့အတူရှိတဲ့အချိန်မှာပဲအိမ်ထဲမှာပဲပျော်ရွှင်စရာလေးတွေကိုဖန်တီးပြီး ဘာကက်လေးနဲ့အတူစော်ပြီးနေက စကားပြောကြရင်ဘာကက်ကိုသူ့အလုပ်သွားရတော့မယ်လို့ပြောတော့ကြာမာလာအမလို့ပြန်မေးနေကအမဖြစ်သူကလည်းစိတ်မပူပါနဲ့လို့ဆိုပြီးမောင်ဖြစ်သူကိုဖတ်ထားလိုက်ပါတယ်အဲဒီနောက်မှာတော့အဲလင်းတယောက်လူသူမရှိတဲ့အခန်းတစ်ခုထဲမှာနိုးလာပြီးအဲလင်းလို့ခေါ်တန်ကိုလည်းကြားလိုက်ရကသူမှလိုက်ရှာကြည့်လိုက်တော့စိုးစိုးအောင်မိုင်းနေပြီနိုင်ငံတွေပဲရှိနေကနိုင်ငံတစ်ခုကိုသွားကင်လိုက်ချင်းဘုံဆိုပြီးရုတ်တရက်တူးလက်ကိုအုပ်ကင်ပြီးနောက်ကနေရောက်လာကလှည့်ကြည့်လိုက်တော့တေဆုံးသွားပြီဖြစ်တဲ့သူ့ရဲ့အဖေဖြစ်နေပါတယ် ငါနဲ့အတူလာနေပါငါကမင်းကြောင့်တီးခေးရတာမင်းအမေလည်းတီးသွားပြီမင်းကိုနှိမ့်ဆက်မယ်လို့ဆိုကနားကိုကတ်လာလို့အဲလင်းကတွန်းလိုက်တော့တပတ်ကိုလဲသွားခြင်းခေါင်းခါအပေါက်ကြီးဖြစ်နေပြီးအုံနောက်တွေပါမြင်နေရတာပါအဲလင်းကလည်းအတော်ထိတ်လန့်သွားရကပြန်လှည့်လာပြီးတီးစမ်းလို့អော်လိုက်တော့အဲလင်းကလည်းလန့်ပြီးអော်ဟေးလိုက်ရင်အိမ်မက်ဖြစ်နေကလန့်နိုးလာပါတယ်သူမှနိုးလာတော့အရန်ထိတ်လန့်နေပြီးမောင်ဖြစ်သူဘာကက်ကလည်းအိတ်နေတုံးပါပဲဒီတော့ရေမိုးချိုးပြီးလက်ကအနာကိုပတ်တီးစီကလည်းအလုတ်သွားဖို့ထွက်လာခဲ့ပါတယ် ။သူမအလုတ်လုံးမှာကတော့ဂန်တိုးနဲ့အတူအိမ်ဒီထဲကိုဝင်ခိုးတဲ့အလုတ်ပါ။ဒါကိုဂန်ရဲ့တငယ်ချင်းဖြစ်သူကလက်မခံပဲအယ်လင်းပါမာကိုသဘောမကျဖြစ်နေကအယ်လင်းကလည်းသူတို့အိမ်ဒီကိုဝင်ဖောက်မဲ့အကြောင်းနဲ့အချင်းချင်းပြောဆိုနေကြတာတွေကို record ဖမ်းမိထားတာဖြစ်ပြီးသူမစီမှာရှိနေပါတယ်။ပစ်ကလည်းသူတို့ကိုခိုးပြီးအတန်ဖမ်းထားတဲ့ record ဗမာလဲလို့မေးနေကပြောဆိုလုံနေပြီးအယ်လင်းကိုလည်းရန်စကားတွေပြောပြီးလဲပင်းညှစ်တာကကျိန်းမောင်းနေတဲ့အတွက်ဂန်ကတားလိုက်ရပါတယ်။ အဲလင်းက record ကိုအသုံးပြုပြီးသူတို့အဖွဲ့ထဲအတူလိုက်ပြီးပိတ်ဆံရှာဖို့ပါပဲ။အဲလင်းကသူ့ရဲ့အခက်ခဲကိုဖြေရှင်းနိုင်တာဒီနီးလမ်းပဲရှိတာမို့ဘာပြောပြောလိုက်မယ်လို့ဆုံးဖြတ်ချက်ချထားပြီးပါပြီ။ဒန်ကလည်းမင်းလိုက်လို့မဖြစ်ဘူးအန်ဒီရဲ့အယမ်းများတယ်လို့ပြောနေကဖေးရဲ့ညီမဖြစ်သူဇီယာကကျမ်းမာရင်မကောင်းဖြစ်နေပြီ။သူမှနှလုံးခွဲစိတ်ဖို့ကအမြန်လုံးမှရမှာဖြစ်ကပိတ်ဆံလုံးနေပြီ။ဈေးဖို့ကလည်းသူ့ကိုလာစဉ်ပေးနေရတာကြောင့်ဒီလိုတွေလုပ်နေရတာလို့ဆိုပါတယ်။ဖေးကလည်းမင်းတို့ချစ်သူနှစ်ယောက်ညှိကြလို့ရွေးပြောကထွက်သွားပါလေ။ ဂန်ကလည်းအဲလင်းကိုမင်းငါစီကပိတ်ဆံချေးလို့ရပါတယ်။ငါမင်းကိုထောက်ပတ်နိုင်တော့တဲ့ငွေဘန်ထဲမှာရှိတယ်လို့ဆိုကပြောပြီးမဲ့အဲလင်းကလိုက်ဖို့ပဲအာတန်နေပါတယ်။ဒီတော့ဂန်ကငါ့ကိုငါ့အမေမတိဆုံးခင်ကပြောသွားဘူးတယ်။မင်းဟာပြဿနာတွေကိုပြက်ပြက်သားသား၊ကင်တွဲဖြည့်ရှင်းနိုင်တဲ့လူတစ်ယောက်ဖြစ်ရမယ်။နီးပူပူမိုးရွာရွာဘာပဲဖြစ်ဖြစ်အရှုံးမပေးနဲ့လို့ဆိုတာပါပဲ။မင်းစီမှာငါအဲ့ဒါကိုတွေ့တယ်လို့ပြောလိုက်ပြီးငါတို့သွားကြရအောင်လို့ဆိုကအဲလင်းကိုလိုက်ခွင့်ပေးလိုက်ပါတယ်။ ဒီဟာကလည်းအရင်ကမီတာတရာအပြည့်သမားဖြစ်ပြီးသူမကံမကောင်းစွာနဲ့ပဲပန်းတိုင်ရောက်ခံနီးမှာပဲနှလုံးထဖောက်ပြီးစူးတစိမ့်နဲ့လွှဲချော်ခဲ့ရပါတယ်။ဒီအဖြစ်အပျက်ကိုသူ့ရဲ့ဖုံးထဲကနေပြန်ကြည့်နေပြီးပြစ်လာတဲ့အခါမှာတော့အမြန်ပိတ်လိုက်တာ။ဘယ်သွားကြမှာလဲလို့မိတော့ခဏဆောင်းခိုင်းကခဏနေတော့အယ်လင်းလို့နှစ်ယောက်က ရောက်လာတာ။ကားတဲ့ကိုဝင်လိုက်ကြပြီးဖိတ်ကတော့သဘောမကျပါဘူး။ဂန်းနဲ့ဖိတ်တို့မောင်နှမကအရန်ချစ်ကြတဲ့တငယ်ချင်းတွေပါ။ညီမဖြစ်သူနှလုံးခွဲစိတ်ဖို့အတွက်ငွေလိုနေတာကြောင့်ဒီအလုပ်ကိုလုပ်နေကြရတာပါ။ ဇီယာကလည်းအဲလင်းကိုသိမ့်မယုံကြည်ပါဘူးအဲလင်းကလည်းငါမင်းတို့နဲ့ပြဿနာမဖြစ်ချင်ပါဘူးငါကငွေကိုပဲလိုတာရီကော့ကလည်းအကြောင်းပြချက်တစ်ခုပဲလို့ဆိုကရီကော့ကိုသူတို့ရဲ့အရှိမပဲဖျက်ပစ်လိုက်ပါတယ်ဂန်ကလည်းငါသူ့ကိုတာဝန်ယူတယ်လို့ဆိုတော့သူတို့ပြစ်မှတ်ကိုစတင်ပြီးထွက်ခွာလာလိုက်ကြပါတယ်သူတို့သွားတဲ့အိမ်ကလူသူမနီးတဲ့နေရာမှာတဲအိမ်တည်းရှိနေတဲ့အိမ်ကြီးပါသူတို့အိမ်နဲ့မလန်းမကန်းကိုရောက်တဲ့အခါမှာအိမ်ရှိမှကားရထားတာကိုမြင်ပြီးအိမ်မှာလူရှိနေတာလို့ထင်တဲ့အတွက် ူတို့ကိုပေးတဲ့တဲ့င်းရဒီအင်ကလူတွေအားလုံးကတောက်ကြနေတိုင်းမှာအပြင်ကိုထွက်တတ်တယ်လို့သိထားတာပါဒီတော့တဲ့င်းပေးတဲ့လူကိုဖုံးဆက်ကြည့်တော့သူကတဲ့င်းအခိုင်လုံးနဲ့တေချာစုံစမ်းထားတာဖြစ်ပြီးဖြစ်နိုင်တာကတော့သူတို့အပြင်သွားတာကားမယူသွားတာနေမယ်လို့ဆိုကဖုံးချသွားပါတယ်ဒီတော့ဖေကလည်းစိတ်မရှိသူမို့ကားအပြင်ကိုထွက်ပြီးဖုံးဆက်ကြည့်နေကဘာပဲဖြစ်ဖြစ်အထဲကိုဝင်ဖို့ပြောနေပြီးခံကလည်းတားနေကစကားထများကြပါတယ်ဒီတော့ဇီယာကထွက်လာပြီးနှစ်ယောက်လုံးကိုတားလိုက်ချိန်မှာပဲ ူမမိုးလဲမလို့ဖြစ်သွားလို့အပြေးရောက်လာကြပါတယ်။ဖိတို့နှစ်ယောက်လုံးကဇီယာရဲ့စကားကိုလည်းနားထောင်ကြပါတယ်။ဒီတော့ဇီယာကနှစ်ယောက်စလုံးကိုစီးစီးလုံးလုံးနေကြဖို့ပြောရင်ဇီယာရဲ့ဖြောင်းဖြားမှုနဲ့ပဲပြန်ပြီးပြေးလည်သွားကြပါတယ်။သူတို့ကိုကြည့်နေတဲ့အဲလင်းကလည်းကားပေါ်မှာမိခနဲ့ဖြစ်သွားကအိမ်မက်ထဲမှာသူမအိမ်ထဲကိုရောက်သွားပြီးထိတ်လန့်ဇီယာတွေတဘာဝလုံးဖြစ်ရတွေနဲ့ကြုံရပြီးလန့်နိုးလာပါတယ်။သူမလန့်អော်လိုက်လို့ကားထဲကကြံတဲ့လူတွေလည်းလန့်သွားကြကဘာဖြစ်တာလဲလို့မေးပြီးမယ်။အဲလင်းကဘာမှမဖြစ်ပါဘူးလို့ဆိုပါတယ် အချိန်ကလည်းမှောင်နေပါပြီဒီတော့သူတို့အိမ်ထဲကိုဝင်ဖို့ပြင်ကြကတယောက်ကိုစကားပြောစမ်းတဲ့ဓမ္မီတလုံးခွဲယူကြပြီမဲ့အဲလင်းအတွက်မပါပါဘူးသူမကတော့ဂန်နဲ့အတူလိုက်ရမှာပါဒီတော့ဂန်ရဲ့ဖိရဲ့အဲလင်းရဲ့ခြံစည်းရုပ်ကိုကြော်တက်ကအိမ်ထဲကိုဝင်သွားကြပြီဇီယာကတော့ကားထဲမှာကြံနေခဲ့ပါတယ်သုံးယောက်သားအိမ်သားကိုကတ်သွားကဖိကတကားကိုဖြတ်ဖို့ပြင်ပေမဲ့တကားကပွင့်လျက်သားမို့လက်နဲ့တွန်းဖွင့်တာပွင့်သွားပြီးဝင်လာခဲ့လိုက်ကြပါတယ်အထဲကိုရောက်တာနဲ့လူခွဲရှာကြည့်ကြမယ် 30မိနစ်အတွင်းဒီနေရာမှာပြန်ဆုံမယ်လို့ဆိုကပြောလိုက်ပြီးဖစ်ကအပေါ်ဓာတ်ကိုတတ်သွားပါတယ်။ဂန်နဲ့အဲလင်းကတနေရာကိုသွားကြရင်အဲလင်းကိုအခန်းတစ်ခုတည်းကိုဝင်စီပြီးသူတို့မှာပစ္စည်းတွေအများကြီးရှိတယ်။တံပိုးကြီးတဲ့ပစ္စည်းတွေပဲယူလို့မှာကဂန်ကနောက်တစ်ခန်းထဲကိုဝင်ရှာပါတယ်။အဲလင်းဝင်သွားတဲ့အခန်းကမီးလင်းနေပြီးဂန်ဝင်သွားတဲ့အခန်းကတော့မှောင်နေပါတယ်။သုံးယောက်လုံးအတီးတီးတံပိုးရှိတဲ့ပစ္စည်းတွေကိုလိုက်ရှာကြရင်ဖစ်ကလည်းဒင်းကားပြားတွေကိုတွေးလို့ယူနေကဂန်ကလည်းပိုက်ဆံတွေကိုတွေးသွားပါတယ်။ အဲလင်းကလည်းကြောက်စိမ့်လက်ကောက်တွေကိုတွေ့လို့ယူနေချိန်မှာပဲသူ့ဘေးကတကားကအလိုလိုပိတ်သွားတယ်လို့မတ်တပ်နာယီကြီးကလည်းအတန်ထမြည်လာပါတယ်။ဒါပေမဲ့ဂယုမဆိုင်နိုင်ပဲလိုချင်တာတွေကိုအိတ်ထဲကောက်ထည့်နေပြီးသူ့ရဲ့နောက်ကနေအဲလင်းလို မောင်ဖြစ်သူရဲ့ခေါ်သံကိုကြားလိုက်ရပါတယ်။တပတ်မှလည်းကံကပိုက်ဆံတွေကိုယူရင်းခေါင်းပြက်ကြီးကိုမြင်လို့လန့်ပြီးလဲကျသွားကပြေးချပြန်ကြည့်လိုက်တော့မှပိုက်ဆံတွေဖြစ်နေပါတယ်။အဲလင်းကလည်းသူ့မောင်အတန်ကိုကြားလို့အပြင်ကိုထွက်လိုက်သွားရင်မြောက်ခန်းထဲကိုဆင်းတဲ့နေရာကိုအရောက်မှာပဲခံကတားထားလိုက်ရပါတယ်။ တဖက်မှာလဲဖစ်ကအခန်းထဲကိုလိုက်ရှာဖွေနေရင်မှန်တဲမှာသူ့ရဲ့ပုံစံကသူ့ကိုရီပြနေပြီ။လက်ညှိုးထိုးကဘိုက်ကနေလဲခလေးကထွက်ကြလာလို့လန့်ပြီးအွန်နေချိန်မှာပဲပြန်ပြောက်သွားပြီးဖစ်လဲသူ့ကိုယ်သူခရောင်ကရမ်းဖြစ်နေတာလို့ထင်လိုက်ပါတယ်။အဲလင်းကလဲမြောက်ခန်းထဲကိုစိုးဝင်သွားလို့ခန်းကလဲအထက်ကိုပါလာကခန်းထဲမှာလူသေးအလောင်းတွေလဲရှိနေပြီးအမျိုးသမီးတယောက်ကလဲကြိုးထုတ်ခံထားရကဘေးမှာတန်တွေစိုက်ပြီးစီဝိုင်းဝိုင်းထားပါတယ်။အမျိုးသမီးကနိုးလာပြီးကူညီခိုင်းတော့ခန်းကအနားကိုအသွားမှာ အစီရင်တန်ချောင်းတွေကြောင့်သူလည်းနာကျင်သွားပါလေ။ဒီရာကိုလည်းစကားပြောဆက်ကနေလှမ်းပြီးအတီးပေးလိုက်ကာအင်ကတခုခုမှားနေပြီးကားအစင်သင်ပြင်ထားဖို့ပြောလိုက်ပါလေ။ဇီယာကလည်းကားကိုခြံတကားနားကိုမောင်းလာပြီးအထဲမှာလည်းအဲလင်းကဘာမှမသိလို့ဂန်းကိုတားပေမဲ့ဂန်းကလူပဲထင်ပြီးအမျိုးသမီးကိုကူညီဖို့လုပ်နေကာမင်းဘာပြစ်တာလဲလို့မီးတော့အမျိုးသမီးကလည်းငိုပြီးသူတို့ငါ့ကိုစည်းကြီးကြတော့မှလို့ဆိုပါတယ်။ဒီတော့ဂန်းကလည်းစိတ်မပူနဲ့လို့ဆိုပြီးခြိထားတဲ့ကြိုးကိုဖြီလိုက်ချိန်မှာပဲသူ့လက်ကိုအပူလောင်သွားပါတယ်။ သူ့ကိုဒီမှာမထားခဲ့ပါနဲ့လို့တောင်းဆိုနေကကြံကကျိုးကိုထပ်ပြေးတော့အပူလောင်ပြီးဖြေမရပဲလွင်သွားပါတယ်။ဒီတော့အဲလင်းကကျိုးကိုဘေးကနေပစိမ့်နဲ့ခုတ်ဖြတ်လိုက်တော့မှပြတ်သွားကအမျိုးသမီးကိုကဲထုတ်သွားကြပါတယ်။ဒီအချိန်မှာပဲဖိကလည်းအထဲကိုရောက်လာပြီးသုံးယောက်ဆုံးပြီးသွားကပြန်ထွက်ဖို့ကြိုးစားတဲ့အခါမှာပဲတကားတွေအကုန်လုံးကမရှိတော့ပဲနိုင်ရန်တွေဖြစ်နေပါတယ်။ဖိကလည်းဒေါသကြီးသူမို့နိုင်ရန်တွေကိုခုံနဲ့ရိုက်ပစ်နေကဒေါသထွက်နေပြီးပစ္စည်းတွေကိုခြေလောက်နဲ့လိုက်ကန်နေရင်ကဘူးကိုတွေ့သွားလို့ထုတ်ကနိုင်ရန်သားကိုပြစ်လိုက်ပြီးမိကျစ်ပြစ်ထဲလိုက်တော့ ပေါက်ကွဲထော်သွားပြီးသူတို့အားလုံးလည်းလွန့်ထွက်သွားသလိုနိုင်ရန်ကလည်းအပေါက်ဖြစ်သွားပါတယ်။ဖိတ်ကအဲလင်းကိုဓာရီနှင်းကြောင်ဖြစ်ရတာလို့ဆိုကသူတို့အိမ်တွေအများကြီးကိုရောက်ဘူးတယ်။အခုဘာတွေဖြစ်နေတာလဲလို့ဆိုပြီးအဲလင်းကိုအပြစ်တင်နေပါတယ်။ဂန်းကဒီလိုအပြစ်တင်နေလို့ပြဿနာတွေဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒီချိန်မှာဖိတ်ကအဲလင်းလက်ထဲကအိတ်ကိုအတင်းလုနေတော့အိတ်ကပြုတ်ကျသွားပြီးအထဲကလက်ကောက်တွေကကြာခွဲကုန်ပါတယ်။ဒီတော့ဖိတ်ကမင်းငါတို့စီးမြင်းတွေကိုမလိုက်နာလို့ဒီလိုဖြစ်ရတာအကုန်မင်းကြောင့်လို့ပြောနေပြီး ခန်းကလည်းဓာရီကိုအိမ်ရောက်မှပြောကြဖို့နဲ့အခုလောလောဆယ်ဒီကနေထွက်လန်းရှာကြရအောင်လို့ဆိုပါတယ်။သူတို့ထွက်သွားဖို့လှုပ်ချိန်မှာပဲဘေးကအမျိုးသမီးကသူ့ကိုပါခေါ်သွားဖို့တောင်းဆိုနေပြီးပြန်ပြီးတတိမီသွားပါတယ်။ဒီတော့ခန်းကသူကနေခဲ့ပြီးဖိနဲ့အဲလင်းကထွက်ပေါက်ရှာဖို့ပြောလိုက်ကဖိကအဲလင်းနဲ့မသွားကြင်ပေမဲ့အဲလင်းကဥဆောင်သွားလို့ဖိကလည်းမသွားကြင်သွားကြင်နဲ့သွားကနီးမှာပဲခန်းကိုသူ့ရဲ့ဓာကိုစောင့်ထားဖို့ပြီးခဲ့လိုက်ပါတယ်။ခန်းလည်းဖိကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ကဖိတို့နှစ်ယောက်လည်းထွက်လန်းရှာကြရင် မိသားစုဓာတ်ပုံတွေကိုတွေ့ကမိသားစုသစ်ပင်လို့ခေါ်တဲ့တားစင်မြေဆက်အစင်းစင်စင်းသက်လာပုံကိုပြထားတာကိုဖစ်ကတွေ့သွားပါတယ်။တစ်ဖက်မှာလည်းဂန်ကအမျိုးသမီးနဲ့နှစ်ယောက်တည်းကြံနေခဲ့တာပါ။မိသားစုသစ်ပင်မှာပုံတွေနဲ့စာတွေကိုရေးထားပြီးဖစ်ကဖတ်ကြည့်လိုက်တဲ့အခါမှာအခုလက်ရှိအမျိုးသမီးကစူမာပါ။သူကကလီဝင်တောက်ကြနေမှမွေးဖွားသူဖြစ်ကထိတ်ဆုံးကအမျိုးသမီးကြီးကလည်းသူမရဲ့ဘိုးဘီစူမာဖြစ်ပြီးသူ့ရဲ့မွေးနေ့နဲ့အတူတူဖြစ်နေပါတယ်။ဒီချိန်မှာပဲစူမာနဲ့ကြံခဲ့တဲ့ဂန်က ဆူမာတခုခုရုတ်ပတ်နေတဲ့ကိုကြားလို့အနားကိုကန်နားထောင်လိုက်ချင်းဆူမာကချက်ချင်းပဲပူးကက်ခံရပြီးဗဇက်တဲကနေတန်ကောင်ထွက်လာကဂန်ရဲ့နားထဲကိုဝင်သွားပါတယ်ဒီတော့ဂန်လည်းနားဥသွားပြီးနာကျင်နေတော့မှာပဲဆူမာကလူသားအလုံးတည်ရမယ်လို့အော်ပြောလိုက်ပါတယ်ဂန်လည်းလူးလိမ့်နေပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ကျန်းတဲ့၃ရောင်လုံးကတေဆုံးနေတာကိုမြင်လိုက်ရကထိတ်လန့်နေပြီးအော်ငုံနေပါတယ်ဒါကိုဖေးတို့ကြားသွားပြီးပြေးသွားကြကနိုင်ရန်မာလည်းဇလန်းဆာတော်ကစုံးမကြီးကိုကောင်းပြတ်ခဲ့တဲ့ပကြီကားကရှိနေပါတယ် ဖစ်ကအခန်းထဲကိုပြေးဝင်လာတာကိုဂျန်ကဆုံးမဆူမလို့ပဲမြင်ပြီးကြောက်လန့်အော်ဟစ်နေကမင်းဘသူလဲငါတင်ငယ်ချင်းတွေဘာမှလဲလို့မေးတော့ငါမင်းရဲ့တင်ငယ်ချင်းတွေအားလုံးကိုရှင်းပြလိုက်ပြီလို့ဆိုပါတယ်တကယ်တော့နေရာမှာရက်နေတာကဖစ်ပါဖစ်ကမင်းဘာဖြစ်နေတာလဲလို့ဂျန်ကိုမေးတဲ့ခါမှာတော့သုံးမကသူ့ကိုခြောက်လန့်နေတယ်လို့ပဲမြင်ပြီးဓာတ်ကိုဆွဲထုတ်ကချိန်လိုက်ပြီးဖစ်ကအနားကိုတိုးလာတာကိုသုံးမကသူ့အနားကိုတိုးလာတယ်လို့မြင်ပြီးဓာတ်နဲ့ထိုးချလိုက်ပါတယ်ထပ်ပြေးတာကိုလည်းနောက်ကနေလိုက်ပြီးတိုက်ခတ်ကဓာတ်နဲ့ထိုးချ ဖဲကတားထားလို့မျက်နှာကိုပဲထီသွားပြီးစောင့်ကန်လိုက်လို့ခံကလွင်သွားတဲ့အချိန်မှာပဲထပြေးပါတော့တယ်အခန်းတစ်ခုတည်းကိုဝင်နေလိုက်ပြီးတကားကိုပိတ်ထားလိုက်ကပလက်လန်ပြီးလဲကြသွားတော့မှာပဲအပေါ်ကနေတန်ကောင်နေသူ့ဘော်ကိုပြုတ်ကြလာသူ့ရဲ့အသားထဲကိုဝင်သွားပါတယ်အသားထဲလျှောက်သွားနေတဲ့အကောင်ကိုဓာတ်နဲ့လိုက်ထိုးရင်သွေးတွေထွက်ကြလာကနာကျင်အော်ဟစ်နေတော့မှာပဲသူ့အပေါ်ကိုအများကြီးထက်ကြလာပါတယ်အပြင်မှာလဲဇီယာကဖေးတိုးနဲ့အဆက်အသွယ်မရတော့လို့ခြံထဲကိုဝင်နေပြီး ဘုံစုံရုတ်တရက်သူ့ရှိကိုဆုံးမကြီးကစောက်ထိုးကြီးပေါ်လာတော့လန့်သွားကသူ့ကိုရေပြနေလို့အာကုံရိုက်ကြလိုက်တော့ပြုတ်ကျသွားပါလေဇီကလည်းဆက်သွားဖို့လို့တော့ဖြတ်ကနေသူ့ရှိပေါ်လာပြီသူ့ကိုကြည့်ကရင်းနေပြီစကားပြောဆက်ကလည်းဆုံးမလက်ထဲမှာရှိနေကဇီယာကလည်းကြောက်ကြောက်နဲ့ထိုက်ရိုက်ချလိုက်ပါလေဆုံးမကလည်းဘလောက်ရိုက်ရိုက်အပြုံးမပြတ်ပါဘူးဇီယာလည်းအာကုံတီးထဲလိုက်တော့မှခေါင်းကြီးကနောက်ကိုလဲသွားပြီးရေနေရင်းကနေသူ့ဘက်ကိုပြန်လဲလာပါလေဇီယာကနှလုံးရောဂါရှိသူမို့လန့်လာပြီးထွက်ပြေးရင်လဲကြသွားပါလေ ။သူမလဲကြနေရင်သူ့အကိုကိုခေါ်နေကသူမအပြေးပြိုင်စင်ကနှလုံးဖောက်ပြီးလဲကြသွားတာကိုပြန်အမှတ်ရရင်ဆုံးပါသွားပါတယ်။အိမ်ထဲမှာလည်းအဲလင်းကဘာကတ်ကိုမြင်လိုက်ပြီးလိုက်ရှာနေရင်သူ့ဘော်ကိုလည်းတန်ကောင်တကောင်ကပြုတ်ကျလာပြီးဝင်သွားပါတယ်။ခဏနေတော့မီးတွေပြတ်သွားပြီးနိုင်ရန်နားမှာဘာကတ်ကိုတွေးလိုက်ရကနိုင်ရန်နဲ့ခေါင်းနဲ့စောင့်နေပြီးသူမအနာကိုသွားတော့သူ့ကိုသတင်းစာစာရွက်တစ်ခုကိုထိုးပေးလိုက်ပြီးမတော်တဆတည်ဆုံးမှုဆိုတဲ့သတင်းစာဖြစ်နေကသူကြည့်လိုက်ပြီးဒီချိန်မှာပဲဘာကတ်ကလည်းပြောင်းသွားပြီးဘုံးဆိုသူ့ရှိကိုအယူကြီးရောက်နေက လမ်းပြီးအနောက်ကိုအဆုတ်သူ့အဖေရဲ့ဝိညာဉ်နဲ့ထပ်တိုးပြီးထွက်ပြေးကအကန်းတကူတဲကိုဝင်ပြီးတကားပိတ်ထားလိုက်ပါတယ်။အဲလင်းလည်းဒိတ်လန့်နေပြီးနောက်ကိုလှည့်ကြည့်မှလူတစ်ယောက်ကသူ့ရဲ့ခေါင်းကိုလှမ်းအုပ်ကိုင်လိုက်တာနဲ့သူမှလည်းမိလဲကြသွားပါတယ်။အဲဒီနောက်အင်ကြီးအမဲနဲ့လူကခံကိုလည်းသူ့မှာပါလာတဲ့အရွက်တွေကိုတုံးကကာထာရွက်လိုက်ပြီးအဲလင်းကိုလည်းထုံနီအတိုင်းပဲပြုတ်လို့လိုက်တာနဲ့အဲလင်းရဲ့ကိုယ်ထဲကရောခံရဲ့ကိုယ်ထဲကပါတန်ကောင်တွေထွက်လာပြီးအင်ကြီးအနတ်နဲ့လူကနင်းချေပလိုက်ပါတယ်။မင်းတို့ကငါငယ်လိုက်ပြီးအခုထဖို့မကြိုးစားနဲ့ဟော ဘာလို့ဆိုရင်မော်နဲ့အောင်လန်းနဲ့မင်းတို့ကိုထိန်းချုပ်ခံထားရလို့ပဲမော်နဲ့အောင်လန်းကအတုံးပြုတ်ခံရရင်အယူလိုဖြစ်သွားတတ်ပြီးကိုကိုကိုမထိန်းချုပ်နိုင်တော့ပါဘူးမော်နဲ့အောင်လန်းကတားကောင်ကိုထိန်းချုပ်နိုင်ဖို့တန်းကောင်တွေကိုထည့်ပြီးအတုံးပြုတ်ဒါပဲလို့အင်ကြီးအနှက်နဲ့လူကရှင်းပြလိုက်ပါတယ်ပြီးတာနဲ့ဂန်ကိုလည်းမင်းပါလို့ဟိုအမျိုးသမီးကိုလှုပ်ပေးလိုက်တာလဲလို့ဆိုကာမင်းဘသူလဲလို့မေးတော့ဂန်တို့ကတခိုးတွေမို့ငါဘသူမှမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်ဒီတော့အင်ကြီးအမင်းနဲ့လူကမင်းကအန်ပါစာရိုက်ကမြေးလို့ဆိုကာပြောနေပြီး ီလိုပြောနေတာကိုကံကမသိပါဘူးလို့အတင်းကြီးနေကမင်းကအောက်လန့်လေးကြည့်နေတာလားလို့အတင်းမင်းနေလို့ကျွန်တော်တို့ကတကိုးတွေပါလို့ဖြေလိုက်ရပါတယ်။အင်ဂျင်နန်းတဲ့လူကလည်းမင်းလုပေးလိုက်တဲ့အမျိုးသမီးကအယံအန်တယ်များတယ်။သူ့ရဲ့အစွမ်းကမင်းတို့ကြုံတွေ့လိုက်ရတာကပိုတယ်လို့ဆိုကပြောနေပြီ။အဲလင်းကိုကြည့်ပြီးမင်းကတော့မတူဘူးတခုခုပဲလို့ဆိုကလက်ကိုကန်ကြည့်ဖို့လုပ်တဲ့အခါမှာကံကတားလိုက်ကကံကိုအသာလေးထိန်းချုပ်လိုက်ပါတယ်။ကံကတိုက်ခိုက်ပြီးမှအရာမရောက်ပါဘူး။ဒီတော့ကံကခမရကဘသူလဲငါတို့ကိုအန်ဒီယံပေးဖို့မလားလို့ပြောနေပြီး အင်ကြီးမင်းရဲ့လူကလည်းသူ့အကြောင်းကိုပြောပြလိုက်ကသူကအူရီမာဟဆရိုဝဖြစ်ပြီးမြင့်မြတ်တဲ့မင်းမျိုးမင်းတွေကဆင်းသက်လာသူတယောက်ဖြစ်ကလွန်ခဲ့သောနှစ်၂၀ခရဲကမော်နက်အောင်လန်ကျင်သုံးသူတွေကိုလိုက်လံရှာဖွေဖို့တာဝန်ပေးခံရတာပဲဖြစ်ပါတယ်။အမ်ဘာဆာဒါရဲ့မော်နက်အောင်လန်ကိုလက်ဆင့်ကမ်းအမွေပေးခြင်းကိုအဆုံးသတ်ဖို့အတွက်လွန်ခဲ့တဲ့ရက်ကဒီအင်ကိုရောက်နေခဲ့တာလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့အလင်းကသူ့ကိုမယုံကြည်ဘူးလို့ပြောနေပြီးယုဒိယအူရီကအလင်းတို့နှစ်ယောက်လုံးကိုမျက်နှာကိုလက်နဲ့အုပ်ကင်လိုက်တာ သူလွတ်လိုက်တာနဲ့အရင်တုန်းကဖြစ်ပျက်ခဲ့တဲ့နေရာတွေကိုပြန်ရောက်သွားပါတယ်။ဓာရီကိုအစားပြုခဲ့တဲ့အမ်ဘာဆာရက်ကိုပြစ်ဒဏ်စီရင်နေတာကိုမြင်တွေ့နေရပြီးအူရီကဓာရီအားလုံးဘလို့စတင်ခဲ့လဲဆိုတာကိုမင်းတို့သိဖို့ဒီကိုခေါ်လာတာဖြစ်ကြောင်းနဲ့စကားမပြောရဘူး။အခုမင်းတို့အရင်တုန်းကဂျာဘာကျွန်းမှာရောက်နေတာလို့ဆိုပါတယ်။အပြည့်ပေးခံရတဲ့အမ်ဘာဆာဒက်ကလည်းအဲ့ဒီအချိန်တုန်းကတကိုးအကြီးဆုံးနတ်ဆရာတယောက်ပဲဖြစ်ပါတယ်။သူတို့ကြည့်နေတုန်းမှာပဲအမ်ဘာဆာဒက်ကိုခေါင်းဖြတ်ချလိုက်တဲ့အတွက်ခေါင်းကြီးကပြတ်ကြလာပြီးမသေးဆုံးနိုင်သေးပဲရဲနေပါသေးတယ်။ အမ်ဘာဆာဒါကတဘာဝလုံးခွန်တာဆိုတဲ့အရာတခုကိုဖန်တီးဖို့ကြိုးစားနေပြီသူမကနတ်ဘုရားရဲ့တကိုးကိုလည်းရရှိထားသူပါသူ့ရဲ့မော်တက်ကိုဝီချစ်လို့ခေါ်ပြီးခေါင်းပြက်ကြီးကလည်းငါ့ကိုဘယ်သူမှမတတ်နိုင်ဘူးငါကဝီချစ်နဲ့အတူထာဝရရှင်သန်သွားမှလို့ပြောနေပါတယ်သူမကိုအဆုံးသတ်နိုင်ဖို့မော်ဓာတ်နေမှာပဲရမှာပါသူမကကျင်းစာတိုက်ခဲ့ပြီးနှစ်တရာတီးရှိနေနိုင်ကသူမနဲ့မွေးနေတူပြီးကလီဝန်တောက်ကြနေမှာမွေးဖွားတဲ့နောက်မျိုးဆက်မှာသူ့ရဲ့ပညာတွေကိုစက်ခံစီပြီး ကျင်းစာကိုပြန်လဲဖြစ်ပေါ်စေကလူသားအလုံးတေးရလိမ့်မယ်လို့ဆိုပါတယ်ဒီအချိန်မှာပဲဘယင်ကသူ့ကိုမော်တာနဲ့ထိုးချလိုက်မှာပဲတီးဆုံးသွားပြီးဗစက်သေးကနေလဲတန်ကောင်းနေထွက်ကြလာပါတယ်ဒီတော့မှဦးရီကအဲလင်းတို့နှစ်ယောက်လုံးကိုသူဒီအိမ်ကိုရောက်တော့ဖြစ်ပြက်ခဲ့တာတွေကိုထပ်ပြီးမြင်စေပါတယ်အမ်ဘာဆာဒါရဲ့အမွေကိုဆက်ခံဖို့သူနဲ့မွေးနေ့တူတဲ့ဆူမာကိုအစီရင်အခမ်းအနားပြုလုပ်နေချိန်မှာဦးရီကရောက်လာပြီးမိသားစုဝင်တွေကလည်းမင်းကငါတို့မျိုးနွယ်တွေကိုလိုက်ရှာပြီးတပ်ပြစ်နေတဲ့လူပဲလို့ဆိုကတိုက်ခိုက်ကြပါတယ် ီတော့အပြင်းထန်တိုက်ခိုက်ကြရင်ဦးရီကပဲအကုန်လုံးကိုရှင်းပြလိုက်နိုင်ကတည်ဆုံးသွားတဲ့လူတွေထဲမှာစူမာရဲ့မိခင်လည်းပါပါတယ်စူမာကလည်းတတိမိသွားတော့မှပဲဦးရီကအစီရင်ကျိုးနဲ့တုံအောင်လိုက်ကတန်ချောင်းတွေနဲ့ဂါထာရုပ်ပြီးစီဝိုင်းပြုတ်လုံနေချိန်မှာပဲစူမာကအတိဝင်လာကသူ့လက်ဘင်းကိုဖမ်းညစ်ခံလိုက်ရပြီဦးရီကလည်းသူ့အစွမ်းကိုတုံးလိုက်တော့မှပြန်တတိမိသွားပါတယ်စူမာစီကိုပညာအမွေအပြည့်အဝမရောက်ချိန်မှာမို့အနိုင်ရတာဖြစ်ပြီးသူ့မှာရွေးချယ်စရာမရှိဘဲအဆုံးတက်ပေးဖို့ပဲဖြစ်ပါတယ် ။ဥရီကဆူမာရဲ့အစွမ်းတွေကိုအာရုံအောင်ပြုလုပ်ထားနိုင်ခဲ့ပြီးမင်းတို့ရောက်လာလို့အားလုံးပျက်စီးကုန်တယ်လို့ဆိုပါတယ်။ဂန်ကလည်းခမရရဲ့အကြံစီတွေကိုဖျက်ဆီးဖို့မရည်ရွယ်ခဲ့ပါဘူးလို့ဆိုကပြောနေပြီးဒီချိန်မှာပဲဖစ်ကိုတတိယသွားပြီးသူ့ရဲ့တငယ်ချင်းကိုကူရှာပေးပါလို့တောင်းဆိုနေကဥရီကတပ်ပြင်းပဲချလိုက်ပြီးလွန်ခဲ့တဲ့နှစ်နေရာကပျောက်ဆုံးသွားတဲ့မော်တော်ကိုရှာဖွေရမယ်။ဒါရဲ့ပြင်းထန်တဲ့စွမ်းအားကိုဒီနေရာမှာခံစားမိနေတယ်လို့ဆိုပါတယ်။ဥရီကအပေါက်တစ်ခုကိုညွန်ပြပြီးအဲ့ဒီမှာဒါရဲ့စွမ်းအားကိုကိုခံစားမိနေတယ်လို့ဆိုတော့ ဂန်းကပြေးသွားကြည့်လိုက်ကအဲလင်းကိုလည်းအူရီကမင်းရဲ့တငယ်ချင်းရဲ့ခန္ဓာကိုယ်ကအေးဆက်တဲ့ခံစားချက်ရတယ်။သူမကြခင်မှာတီတော့မှာဖြစ်လို့သူ့ကိုပြောစရာရှိတာတွေပြောထားဖို့မှားလိုက်ပါတယ်။သူတို့ကမော်တာကိုအမြန်ရှာတွေ့မှသူ့မာကိုရက်တန့်ပြစ်လို့ရမှာပါ။ခွင်းအပေါက်မှာရောက်နေတဲ့ဂန်းကအူရီနဲ့သူ့အတူသွားရှာမယ်။ဒီမှာစောင့်နေလို့ပြောပြီးမယ်အဲလင်းကသူ့လဲလိုက်မှာလို့ဆိုကပြောနေချိန်အူရီကအရင်ဝင်သွားလို့နောက်ကနေလိုက်ဝင်သွားကြပြီ။တဏှာအရောက်မှာတော့၃ရောင်လုံးခြေချော်ပြီးအောက်ကိုပြုတ်ကျသွားပါတယ်။ သူမလည်းဆုံးမအဖြစ်အပြေးဝရောက်ရှိသွားကအိမ်ပြင်မှာရောက်နေပြီးကြက်ချန်ထဲကကြက်တွေကိုအားရပါးရတကောင်ချင်းထိုင်စားနေပါတယ်။အဲလင်းတို့လည်းပြန်ထလာကြတော့သူရောက်နေတာကသူမအိမ်မက်ထဲကနေတာဖြစ်နေပါတယ်။အူဒီကမော်အစွမ်းကိုအာယုံခံပြီးရှေ့ကိုဆက်သွားနေကအဲလင်းကကြံခဲ့ချင်းတခုခုဝင်ဘူးကတ်တလို့ဖြစ်သွားပါတယ်။အူဒီတို့ကအနောက်ကိုလှည့်ကြည့်တော့အဲလင်းကရှေ့ခေတ်တချင်းတစ်ပုဒ်ကိုတီးဆိုပြီးလမ်းလျှောက်လာနေကဒါကိုအပြင်မှာရှိတဲ့စူမာကလည်းတတိထားမိသွားပြီးတက်တီစားနေရကနေထွက်လာပါတယ်။ အဲလင်းကလည်းတခြင်းကိုတီးဆိုရင်ရှောက်လာနေကပူဒီကဂန်ကိုလည်းငိန်နေဖို့အချက်ပြလိုက်ပြီးသူကတော့အယိုတီပြေးနေလိုက်ပါတယ်ဥကခံရတဲ့အဲလင်းကသူတို့ကို ရမ်းမမှုပဲတခြင်းဆိုနေရင်နိုင်ရန်ကိုလက်နဲ့တင်ပြီးမန်းလိုက်တာကြောင့်နိုင်ရန်ကကိုွေးသွားပြီးမော်ဒါးကထွက်လာပါတယ်အဲလင်းကလည်းဓားကိုယူလိုက်ပြီးမင်းရဲ့ခွင့်ပြုချက်ကိုငါတောင်းတယ်လို့ဆိုကဓားကိုဆွဲထုတ်လိုက်ချိန်မှာပူဒီကဓားပေမဲ့မမီလိုက်ပဲဓားထွက်လာတာနဲ့ဝုန်းဆိုပြီးလွင်သွားကြကအိမ်ရဲ့အပေါက်တွေမှာပိတ်နေတဲ့အတားအဆီးတွေလည်းပွင့်သွားပြီး ဓာရဲ့ဆွမ်းအားကိုစူမာကလည်းသိရှိသွားပါတယ်။အဲလင်းတို့၃ယောက်ကလည်းအစီရင်အခန်းကိုပြန်ရောက်လာပြီးဒီချိန်မှာပဲသူတို့ရှေ့ကိုစူမာကရောက်နေပါပြီ။ကရစ်ကဘဲမှာလည်းငါ့ကိုပေးစမ်းလို့ဓာကိုတောင်းနေကမဟုတ်ရင်မင်းတို့အားလုံးကိုတက်ပစ်မယ်လို့ဆိုပါတယ်။အဲလင်းကအင်ကြီးကိုချုပ်ပြီးဓာကိုပတ်ထားလိုက်ကဂန်တို့၂ယောက်အနောက်မှာကွယ်နေလိုက်ပြီးဒီချိန်မှာပဲစူမာကမြေကြီးကိုလက်နဲ့ရိုက်ကဂါတာမန်တန်တွေကိုရုတ်ဆိုလိုက်တဲ့အခါမှာပဲမြေကြီးတဲကနေအကောင်တွေထွက်လာပြီးသူ့လက်ပေါ်ကိုတတ်သွားကာ အခြေအနေကိုသိနေတဲ့အိုရီကအယ်လင်းတို့နှစ်ယောက်ကိုပြေးခိုင်းလိုက်ပါတယ်။အယ်လင်းတို့နှစ်ယောက်လည်းဆူမာကတိုက်ခိုက်တဲ့ဂျားကပဲလော့အောင်ထပ်ပြေးသွားကြကဆူမာက လိုက်ဖို့ပြင်တော့အိုရီကကျန်းစာကိုယူပြီးတားထားကဆူမာကိုထိန်းချုပ်ထားလိုက်ပါတယ်။အယ်လင်းတို့လည်းအပြင်ကိုရောက်သွားတော့တိဆုံးနေတဲ့ဇီယာကိုတွေ့လိုက်ရပါတယ်။အိုရီကလည်းဆူမာကိုထိန်းချုပ်နေရင်းကမနိုင်တော့ပဲသူ့ကိုပြန်ထိန်းချုပ်ကလက်ကိုဆွဲဖြုတ်ခံလိုက်ရပြီးမန်တန်တွေကိုရုပ်ဆူလိုက်တဲ့အခါမှာသူ့ဘေးကလုံးသွေးအလောင်းတွေကထလာပြီးအယ်လင်းတို့နောက်ကိုလိုက်သွားကြပါတယ်။ အဲလင်းတို့နဲ့အလောင်းကောင်တွေကိုမြင်တော့ဇီယာရဲ့အလောင်းကိုထားခဲ့ကထွက်ပြေးကြပြီ။ဂန်ကအဲလင်းကိုချန်ပီယံကိုလိုက်ပို့လိုက်ကသူကတော့နေခဲ့ပြီ။အဲလင်းကိုအင်ကိုအရင်ပြန်နေခိုင်းကသူကတော့ဖစ်ကိုရှာအောင်မယ်လို့ဆိုပါတယ်။အဲလင်းကလည်းသူနဲ့အတူလိုက်ခဲ့ဖို့ခေါ်နေပြီ။ဂန်ကလည်းရှင်ကတီတော့မှလို့ဥရီကပြောတယ်လို့ပြောလိုက်ပါတယ်။ဂန်ကလည်းအဲလင်းကိုသူ့ရဲ့ဗန်စာအုပ်ကိုပေးလိုက်ပြီးမင်းနဲ့ဘာကန်းအတွက်ပါလို့ဆိုကနှုတ်ဆက်ကသူ့စီကိုပြေးဝင်လာတဲ့ဖုတ်ကောင်တွေကိုတိုက်ခိုက်ပါတယ်။ဖုတ်ကောင်တွေကိုအမောက်သိပ်ပြစ်လိုက်ပြီးဇီယာကို မင်းကိုဒီမှာတယောက်တည်းမထားခဲ့နိုင်ဘူးလို့ဆိုကဂုံပိုးပြီးခေါ်လိုက်ချိန်မှာပဲအနာကိုဖိတ်ကရောက်လာပြီးဂန်ကိုကိုက်ချလိုက်ပါတယ်ဒီချိန်မှာပဲလဲကျနေတဲ့ဖုတ်ကောင်တွေလည်းထလာပြီးဂန်ကိုဝိုင်းကိုက်နေကြကအဲလင်းကလည်းမကူညီနိုင်တဲ့အတွက်ငိုနေပြီးသူမှလည်းကားပေါ်ကိုအမြန်တက်လိုက်ကကားနဲ့ပြန်ဖို့လုပ်ပါတယ်ဒီချိန်မှာပဲအိမ်ထဲကနေစူမာကဦးဒီရဲ့လက်တစ်ဖက်ကိုခြင်ပြီးထွက်လာကအဲလင်းကိုကြည့်ပြီးရဲနေပါတယ်ခဏနေတော့လက်ကိုလွတ်ပစ်လိုက်ပြီးမြေကြီးကိုလက်နဲ့ထိကဘာသာမန္တန်တွေကိုရွတ်လိုက်ချိန်မှာပဲအဲလင်းယူလာတဲ့ဓားကလည်းလှုပ်လာနေကာ ။ကောင်းကင်ကလည်းပိုပြီးအုံမိုင်းလာပြီးစူမာရဲ့လက်ပေါ်ကိုလည်းမြေကြီးတဲကအကောင်တွေတက်လာကဗဇက်သေးကိုဝင်သွားပါလေ။အဲလင်းကလည်းဂန်တို့တငယ်ချင်း၃ယောက်ပုံကိုကြည့်ပြီးဂန်ပြောပြခဲ့ဘူးတဲ့။ဘာတွေပဲဖြစ်လာလားမိုးရွာရွာနေဘူးဘူးမင်းအရှုံးမပေးနဲ့လို့ဆိုကကားကိုအပြင်းမောင်းပြီးခြံကားကိုတိုက်ဖွင့်ကစူမာကိုဝင်တိုက်ပြစ်လိုက်ပါလေ။ဒီတော့ကားမှာကပ်ပါလာတဲ့စူမာကမင်းတည်ရမယ့်အချိန်ရောက်ပြီလို့ဆိုတော့မင်းအရင်တည်လိုက်လို့ဆိုကတစ်ပင်နဲ့ဝင်တိုက်ပြစ်လိုက်တော့စူမာကညံ့သွားပြီးငြိမ်ကြသွားပါလေ။ အလင်းကလည်းဓာတ်ကိုထုတ်ကာဂန်ကိုကြိုက်စားနေတဲ့ပုတ်ကောင်တွေကိုအဆုံးသတ်ပေးလိုက်ပြီးဖစ်ကိုတော့မထိုးဘဲကြည့်နေကဂန်ကလည်းမင်းမှန်ပါတဲ့အလင်းလို့ပြောကာတည်ဆုံးသွားပါတယ်။သူမကြည့်နေရင်မှပဲဂန်ကပုတ်ကောင်အဖြစ်ချက်ချင်းပြောင်းလဲသွားကာသူမကိုမန်ဖီနေလို့အလင်းနဲ့ဝမ်းနေပြီးငိုချလိုက်ပါတယ်။ဒီချိန်မှာပဲကားနဲ့တိုက်ခတ်ထားရတဲ့ဆူမာကအသက်ပြန်ရှင်လာပြီးကားကြားထဲကနေထွက်လာကာအမ်ဘာဆာရာရဲ့ဂျင်စာကိုငါပြမယ်လို့ပြောနေချိန်မှာပဲအလင်းကဓာတ်နဲ့ပြေးခုတ်ပါတယ်။ ါပေမဲ့အဲလင်းကပဲခံနေရပြီသူမကဓားကိုဆွဲသွားမိကသူမပူလောင်လာလို့လွတ်လိုက်ပါတယ်အဲလင်းကလည်းဓားကိုတီးသွားပြီးအတင်းဝင်ပြီးဓားနဲ့ရင်ဘက်ကိုထိုးချလိုက်ပါတယ်စူမာကအော်ဟစ်ပြီးရဲနေရင်းကနေအဲလင်းရဲ့အဖေပုံစံပြောင်းသွားကမင်းကအဖေနဲ့အမေကိုတတ်တာမင်းရဲ့မောင်ကိုလည်းတယောက်ထဲထားခဲ့လို့သူကတီးသွားနိုင်တယ်လို့ဆိုကတွန်းထုတ်လိုက်ပြီးအဲလင်းလည်းဓားတခြားလူတခြားလွင်သွားပါတယ်ဒီတော့သူ့အဖေကဓားကိုကောက်ယူလိုက်ပြီးမကိုင်းနိုင်လို့လွတ်ချလိုက်ကအဲလင်းကလည်းသူ့မောင်လေးရဲ့ရုပ်လေးကိုမြင်သွားပြီး အာတင်းကထလာခြင်းအဖေအယောင်ဆောင်ထားတဲ့စူမာကလည်းပြေးပြီးသူမကိုခုံအုပ်အဲလင်းကလည်းဓာတ်ကိုအလင်းမြန်ယူလိုက်ပြီးလေပင်ကိုထိုးချလိုက်ပါတယ်မင်းကိုအဖေကိုတတ်နေတာလားလို့ဆိုတော့နင်းကငါ့အဖေမဟုတ်ဘူးလို့ပြောလိုက်တော့စူမာအဖြစ်ပြန်ပြောင်းသွားပါတယ်ဒီချိန်မှာပဲဓာတ်ကနေလွန်သွားပြီးအဲလင်းကလည်းလိုက်ခုန်နေကစူမာလည်းဒဏ်ရာအပြင်းထန်ရပြီးလေမင်းကိုထတ်ထိုးမိသွားပါတယ်စူမာကမတည်နိုင်ပဲချိန်စားစကလုံးတွေကိုယွတ်နေလို့ပါးစပ်ကိုလက်နဲ့လှမ်းပိတ်လိုက်ပြီးခေါင်းကိုလည်းဖြတ်ပစ်လိုက်တော့မှတည်ဆုံသွားတာ ဂန်နဲ့ဖစ်တို့လည်းငြင်းကြမ်းစွာတီးဆုံသွားကြပါတယ်။အဲဒီနောက်မှာတော့အဲလင်းကသူ့မောင်လေးကိုခေါ်ကအင်ကနေထွက်လာပြီးအပြင်မှာအတင်းဆောင်နေတဲ့အကြွေးသမားတွေကိုလည်းပိုက်ဆံတို့ပြေးပေးလိုက်ပါတယ်။ဒါပေမဲ့အကြွေးတောင်းတဲ့လူကမင်းနဲ့စင်ရင်ရှင်းဖို့ရှိသေးတယ်လို့ဆိုကရန်မုံနေတဲ့ခါမှာသူမလက်ထဲကဓားကိုဆွဲထုတ်ကလေပင်းကိုထောက်ထားလိုက်ပါတယ်။ဒါပေမဲ့သူမတတိမထားမေးလိုက်ခင်မှာပဲအကြွေးတောင်းတဲ့လူရဲ့လေပင်းကိုလှိမိသလိုဖြစ်သွားကအကြွေးတောင်းတဲ့အဖွဲလည်းထွက်ပြေးသွားကြပြီးသူမကလည်းဓားကိုထိမ့်ချုပ်မရဘူးဖြစ်နေပါတယ်။ ဒီအချိန်မှာပဲအိုရီကရောက်လာပြီးဓာတ်ကိုထိန်းချုပ်ကမင်းမြတ်တဲ့စီနွန်ပတန်ကမင်းကိုရွေးချယ်လိုက်ပြီးမင်းသုံးချင်တိုင်းသုံးလို့မရဘူးမင်းကစီနွန်ပတန်ကိုအမွေဆက်ကံလို့ဖြစ်တယ်မင်းရဲ့ဘိုးဘွေးတွေလိုပဲကောင်းကောင်းယူဆိုင်ပါမင်းကိုရွေးချယ်လိုက်ပြီးဖြစ်တဲ့အတွက်ဒီယာကမင်းရဲ့ခွန်အားကိုကြီးမားလာစေလိမ့်မယ်လို့ဆိုပါတယ်မင်းဓာတ်ကိုယူသေးစွာလက်ခံလိုက်ပါအဲလင်းလို့ဆိုကအယူသေးပေးလိုက်ကအဲလင်းကလည်းလက်ခံလိုက်ပြီးဇလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခမညာအဆုံးထိလိုက်ပါကြီးစုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီး စိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုပ်လိုက်ပါရခင်ဗျာ